သူအလွန်နှဲပါခဲ့လို့အမားများနေတဲ့အတူရောင်ရွေးကောက်ပွဲအတွက်မဲဆင်းတွေကိုရန်ကုန်မြို့မှာပြန်ပြင်ပေးဖို့ရှောက်လွှာတင်သူမရှိသလောက်ပဲဖြစ်တယ်လို့သတင်းရရှိပါတယ်။ဒါပေမဲ့ရန်ကုန်ကစစ်ကော်မရှင်ခန့်ရက်ကြီးအုပ်ချုပ်ရေးမှုနဲ့ရုံးဖွဲ့ဝင်တွေကတော့ဒုတိယကြိမ်အဖြစ်ထပ်မံကြေညာမဲ့မဲဆင်းကိုတေချာလာရောက်ကြည့်ရှုပေးကြဖို့ပြောဆိုနေကြတယ်လို့မျိုးကန်တွေစီကသိရပါဗျ။ လာမယ့်ရက်ပိုင်းဖြစ်တဲ့နိုဝင်ဘာဒုတိယပတ်အတွင်းမဲဆင်းတွေကိုထပ်မံကြေညာပေးမယ်လို့စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအောက်တိုဘာလကလေးကထုတ်ပြန်ထားပါတယ်။မဲဆင်းအစ်စ်ပြန်ကပ်ပြီးလဲစီးရင်ကမှန်လာမယ့်အနေအထားမှာမရှိဘူးလို့ရန်ကုန်မြို့အစမ်းကြောင်းမြို့မှာနေထိုင်သူတူဦးကပြောပါရယ်။အဲ့တိုင်လုံးမိသားစု၅ယောက်ရှိရဲပေါ့နော်။အဲ့ဒီတိုင်လုံးမှာဆိုရင်တယောက်ပဲစီးရင်ပါ ကျန်တဲ့၄ယောက်ကမမပါလဲဆိုပြီးလိုက်ကြည့်ရခါကျတော့သူများရက်ွက်ထဲမှာပါလာတယ်ကျွန်မနေရဲ့ရက်ွက်ထဲမှာမဟုတ်ပဲနဲ့သူများရက်ွက်ထဲမှာပါလာအဲ့ရက်ွက်မှာလဲတစ်ခါဆိုတစ်ခါမှအောင်မနေဘူးဘာဥမာကွာခဏတစ်ပြုတ်လာအိမ်မှာအဲ့ဒီရက်ွက်မှာအဲ့အိမ်ခါပြီးသွားနေတယ်လို့ပါတော့အဲ့လိုမျိုးဆိုရင်တော့ထောင်းနော်ဟိုလက်ခံလို့ရတယ်ဘာရက်ွက်မှာပါလဲဆိုခုကအဲ့ရက်ွက်မှာတစ်ခါမှအောင်မနေဘူးပဲနဲ့အဲ့ရက်ွက်ထဲမှာပါလာတယ် ပြင်လို့ရတယ်လာအိမ်နာမည်ချင်းတွေပြင်လို့ရတယ်စာလာတင်လို့တော့အုတ်ကြီးကတော့ပြောတယ်ဒါပေမဲ့ပြင်မနေတော့ဘူးလေနော်ဟိုတွားပြီးတော့ပြင်တဲ့လူလည်းမရှိပါဘူးပြင်တယ်လို့လည်းမကြောက်အဲ့ဒါကိုအခုအစ်စ်ပြန်ကပ်ပေးမယ်လို့တော့ပြောတာပဲဒါပေမဲ့ဘလောက်မှန်မှလည်းမှားနေရရင်အများကြီးဆိုတော့လေစဉ်းစားပြီးတော့ကြည့်လေနော်တလွဲတွေပဲထွက်လာအောင်ပါပဲအဲ့ဘလို့ပဲလို့လို့ယုံကြည်စရာလဲရှိ့မရှိ့ဆိုတော့ယုံနေတော့လေနော်အဲ့ဒါလည်းပြင်လည်းပြင်မနေတော့ဘူး ယူအီစီကစက်တင်ဘာ30ရက်ကနေအောက်တိုဘာ23ရက်အထိပထမကြိမ်မဲဆင်းကိုကတ်ထားကျင်းညာခဲ့ပါတယ်။ဒါပေမဲ့မဲဆင်းတွေပြည့်စုံဖို့ဆိုပြီးမဲဆန္ဒရှင်တွေလိုအပ်တဲ့တောင်းဆိုလွှာ၊ကန့်ကွက်လွှာ၊ပြင်ဆင်လွှာတွေတင်ပြရမှာအချိန်ပိုရဖို့အတွက်အောက်တိုဘာ14ရက်ကနေ20ရက်နေ့အထိတပတ်ထပ်မံတိုးမြှင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းမြေပြင်မှာရွေးကောက်ပွဲကိုမယုံကြည်တာကြောင့်မဲဆင်းကိုစိတ်ဝင်တစားကြည့်ရှုသူတွေမရှိသလောက်နေခဲ့တဲ့အပြင်အမားရွင့်တွေကိုလည်းပြင်ဆင်တာတွေမလုပ်ကြဘူးလို့ရန်ကုန်မြို့နယ်လူထုကဆိုပါတယ်။ ยังนว่าตัวมาเชื่อชื่อมาไอซีนี่กับปีทานเลยูกำลังกันเอาเทียนเทียนอะไรวิอ่าบอลนี่ใช้ความจริงนะที่เรียนไปจริงอันนี้ดูอยู่มาเรียงเรียงเรียงมาทานทุกคนที่ใจจะแทงง่องมาได้หายอย่างสิฮาหนูยังมาอย่างนี้มาัต่ยี่ยูเรียนตรงมัวไปมาเทียนก็เลยอเดียวเลยอ่ะยังจะเป็นมาล่กก็ว่าเออเรียงแล้วตัวไม่เสียเป็นน้ำเหมือนเดียวเลยอ่ะเนะเออน้องเด็กก็ว่ายี่หายกับปีทานบอเนาะน้องเต็กกูแกกับปีหัวมาลูกเดียวเลย ဘာမှမသိဘူးအဲ့လိုပြောရတာကြာဦးတင်ပြီးတော့ဘာမှမလာသေးဘူးမဲဆင်းမာတယ်လေးနဲ့ဆိုပြီးအာနာသိမ့်ခဲ့တဲ့စစ်တပ်ကဦးစီးပြီး2020ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကိုပယ်ဖျက်ဖို့ကြိုးစားတဲ့အတူရောင်ရွေးကောက်ပွဲမှာလည်းမိသားစုလိုက်မဲဆင်းအမားတွေပါဝင်နေသလိုတေသူပြောင်းရွှေ့သူစတဲ့အမားအွင့်တွေအမြောက်များစွာပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့အာနာရှင်စစ်ကောင်းဆောင်မင်းအောင်နိုင်ကတော့မလွဲသာလို့အာနာသိမ်းခဲ့ရတာဖြစ်ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ခုကျင်းပပေးပြီးအနိုင်ရသူကိုအာနာလွှဲမယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကပြုလုပ်ခဲ့တဲ့လေတက်ကလေရင်ရဟတ်ရင်တွေတတ်တော်ဝင်အခမ်းအနားမှာထပ်မံပြောကြားသွားပြန်ပါတယ်။ ။လာမယ့်ဒုတိယအကြိမ်ပြင်ညာမဲ့မဲဆင်းမှာတော့သေဆုံးသူခေးလွန်နေသူနဲ့အကျဉ်းောင်တဲ့ရောက်နေသူတွေပါဝင်လာမှာစိုးရိမ်တာကြောင့်အခုကတည်းကအစည်းအဝေးတွေကိုပြန်စစ်ခိုင်းနေပြီလို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းစီကအတည်ရပါဗျ။ ရွေးစီအနေနဲ့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနယူပဒေ900မဲဆင်းပုံစံတည့်ရဲ့ပူရက်တပါဇရာတိုင်းပြည်ထရေးဝန်ကြီးဌာနထွေဥကပြုစုတဲ့လူဦးရေစီးရဲနဲ့ပုံစံတည့်ရဲ့ပူရက်နှစ်ပါဇရာအတိုင်းလဝကရဲ့မြို့နယ်ဦးစီးမှုရုံးကပြုစုထားတဲ့အိမ်နောင်စုလူဦးရေစီးရဲပုံစံပါလူဦးရေစီးရဲတွေကိုအခြေခံပြီးမဲဆင်းပြုစုတာဖြစ်တယ်လို့သိရပါဗျ။ ဒီနှစ်2025ဒီဇင်ဘာ28ရက်မှာတော့လွှတ်တော်အသီးသီးအတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1ကိုစတင်ကျင်းပမှာဖြစ်ပြီးအပိုင်းလိုက်နေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ UEC ကကြေညာထားပါတယ်။